မင်္ဂလာပါရှင်ယနေ့ကျမပြောပြပေးသွားမယ့်အကြောင်းအရာကတော့စီးကျွတ်ယောဂကြောင့်ကြောက်ကက်ပျက်စီးလာတဲ့အခါမှာပြတတ်တဲ့လက္ခဏာများအကြောင်းပဲဖြစ်ပါတယ်စီးကျွတ်ရှိတဲ့ဒုတိုင်းတိချားတဲ့နဲ့အရေးကြီးတဲ့အချက်လေးတွေမို့လို့အဆုံးအထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ်နော်၁စီးကျွတ်နဲ့ကြောက်ကက်ပတ်သက်ပုံအဓိကအချက်ကတော့သွေးထဲမှာတကြားဓာတ်တွေဟာ နှက်ရှည်လျားစွာလိုရာထက် ပိုများနေတဲ့အတွက်ကြောင့်ပဲကြောက်ကက်ကိုတဖြည်းဖြည်းထိခိုက်ပျက်စီးစေတာပါနှစ်ဆက်ဆော့ခြင်းမှပြတတ်တဲ့လက္ခဏာများတတိထားရမှာကကြောက်ကက်စပီးပျက်စီးစာမှာဆိုရင်ယောဂလက္ခဏာဘာမှမရှိပဲဖြစ်နေတတ်ပါတယ်ဒါကြောင့်ပုံမှန်စစ်ဆေးဖို့အရင်ရေးကြည့်ပါတယ်ကြောက်ကက်ပျက်စီးမှုအဆင့်တိုးလာပြီဆိုရင်တော့ ဖောတာရောင်တာတွေစပြီးဖြစ်လာနိုင်ပါတယ်။ပိုမိုထိတာလာတဲ့လက္ခဏာများအရင်ဆုံးတတိထားမိနိုင်တာကတော့မျက်လုံးအိမ်ပတ်လည်မှာ ရောင်နေမယ်။ဒါမှမဟုတ်ခြေရောက်တွေ ရောင်နေနိုင်ပါတယ်။အစပိုင်းမှာတော့မနေ့အိယာထားမှာပဲရောင်နေတာကိုတတိထားမိနိုင်ပြီးနောက်ပိုင်းမှာတော့တနေကုန်ရောင်နေတာကိုတတိထားမိလာနိုင်ပါတယ်။လီ နောက်ပိုင်းပို့ဆိုးလွားရင်ပလာဒတ်တဲ့လက္ခဏာများကြောက်ကတ်ပို့ပြီးပြစ်စည်းလာရင်နော်စီးနေလာမယ်လှူရှားရင်မောလွယ်လာမယ်ပို့ဆိုးလွားရင်အိမ်နေတဲ့အချိန်မျိုးမှာတော့အမောဖောက်နိုင်ပါတယ်ဒါအပြင် အစားတောက်တွေပြက်မယ်ပြိုးမယ်အံမယ်တကူလုံးရားရံနေတတ်ပါတယ်မှတ်သားထားပါဒီလက္ခဏာတွေအကုန်ရှိနေပြီဆိုရင်တော့ ကြောက်ကတော်တော်လေးပျက်စီးနေပြီလို့ယူဆနိုင်ပါတယ်။ဒီအဆင်မရောက်အောင်အစောပိုင်းမှာကြိုတင်ကာကွယ်မှုတွေလုံထားဖို့လိုအပ်ပါတယ်နော်။ကိုကျမ်းမကြီးကိုကိုရိုင်းကယူဆိုင်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးကနေတဆင့်ဘ ഹു တုတလေးတွေမျှဝေပေးလိုက်တာပါရှင်။ဒီဗီဒီယိုကိုအဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။အားလုံးပဲကျမ်းမပျော်ရွှင်ကြပါစေ။